ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ သာသနာအမှတ်တံဆိပ်ကတ်ထားတဲ့ကားများမှာဘုံကြီးမပါဘဲနဲ့အသုံးမပြုကြရန် ဟုံးကြီးများမော်တော်ယာဉ်မမောင်းရန်နဲ့အရက်သေးစားတောက်စားပြီးတော့သာသနာရေးကားများကိုမမောင်းကြရန်ပွင့်ဖြူမြို့နယ်တန်ခါနိုင်ရကအဖွဲ့ကလိုဘမာလာ၁၇ရက်နေ့မှာညွန်ကြားချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံကြီးចောင်းတိုက်များအတွက်အတုံးပြရန်ခွဲပြူထားတဲ့သာသနာအမတ်တစိတ်ကားများကိုဘုံကြီးများကိုယ်တိုင်မောင်းနေခြင်းဘုံကြီးများမပါဘဲနဲ့လူပုဂ္ဂိုလ်များကသာတုံးဆွဲခြင်းအရက်သေးစားတောက်စားပြီးတော့လူပုဂ္ဂိုလ်တွေကမောင်းနေခြင်းများဆတဲ့သာသနာကိုညှိုးနှမ်းစေမဲ့အပြုအမူများကိုစီစစ်တွေးရှိနေရတယ်လို့ပြောပါရတယ်။ဒါကြောင့်မြို့နယ်တန်ခါနိုင်ရက ွဲ့ရဲ့ညွန်ကြားချက်အများကိုလိုက်နာရန်လိုက်နာခြင်းမရှိပါကတီစဲဥတွေအရရေးယူမှဖြစ်ကြောင်းဖွင့်ပြမြို့နယ်တန်ခါနာရီကအဖွဲ့ကထုတ်ပြန်ထားပါတယ်အခုနှစ်ဇွန်လအတွင်းမှာအချမ်းမဲ့စစ်ခွေးတပ်ကလိုင်စင်မဲ့ကားများကိုစီမံချက်နဲ့ဖမ်းဆီးခဲ့တော့လေဖုံကြီးကျောင်းနဲ့တန်ခါရုံများအတွက်လိုင်စင်မဲ့ကားများကိုတော့မြို့နယ်တန်ခါနာရီကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဇွန်လတရနေ့ကစတင်ပြီးတော့အချမ်းမဲ့စစ်ခွေးများကတနိုင်ငံလုံးမှာလိုင်စင်မဲ့ကားများနဲ့စိုင်းကယ်များကိုဖမ်းဆီးခဲ့ပြီးဖုံကြီးကျောင်းများနဲ့စာတင်တိုက်များမှာရှိတဲ့ ာသနာအမည်တပ်ထားတဲ့လိုင်စင်မဲ့ကားများကိုလည်းအရှိန်အဟုန်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဒါ့ပြင်အမျိုးဘာသာသာသနာဆောင်ရှောက်ရေးအဖွဲ့ကဘုံကြီးများကစစ်ကောင်းဆောင်မယောင်လိုက်ထားကိုအသနာခံစားတင်ပြကြရမှာသက်ဆိုင်ရာမျိုးနဲ့တန်ခါနိုင်ကအဖွဲ့များရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားများကိုပြန်လည်စီးနှင်ွက်ပြုလိုက်တယ်လို့သိရပါဗျ။မျိုးနဲ့တန်ခါနိုင်ကအဖွဲ့များကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားများကိုသာထောက်ခံချက်ထုတ်ပေးရမှာတေချာစွာမှတ်ပုံတင်ထားပြီးတော့မျိုးနဲ့ရဲတပ်ဖွဲ့ထွေအုပ်နဲ့နယ်မြေကန်တပ်နဲ့မှုများထံကို ထောက်ခံချက်ထုတ်ပေးထားတဲ့သာသနာရေးကာဆင်းများကိုလည်းပေးပို့ထားရတယ်လို့သိရပါတယ်။ဒါပေမဲ့သဆိုင်ရာဘုံကြီးเจ้าများကမြို့နယ်တန်ခါနိုင်ကအဖွဲ့များရဲ့ခွင့်ပြုချက်များကိုရယူပြီးတော့သာသနာအမတ်တစိတ်ကားများကိုငွေချင်းလူတန်းနဲ့ဒကာနဲ့ဒကမာများစီးနေရန်ကားများကိုပေးအပ်ကြတယ်လို့သိရပါတယ်။အခုလို့ပေးအပ်ရမှာတချို့သောသာသနာအမတ်တစိတ်ကားများဟာရန်ကုန်မြို့မှာရှိတဲ့ညဘက်ဆိုရင်အမြဲတောက်ဆမူးယူးနေတဲ့ ဘားနဲ့နိုင်ကလပ်များမှာ သာသနာရေးကားတွေညပိုင်းရန်နာထားတာကိုတွေ့ရှိခဲ့ရကြောင်းပြည်သူများကတိုင်ကြားထားပါတယ်ငွေကြေးတက်နိုင်တဲ့သူတွေကဘုံကြီးเจ้าကိုအလူငွေထည့်ပြီးတော့သာသနာအမတ်တဆိတ်ကားတွေကိုပြန်စည်းကြတာပေါ့ဘုံကြီးတွေကလည်းလစဉ်လတိုင်းအလူငွေရနေတော့ဘုံကြီးကားတွေကိုပေးစည်းထားတာလို့ဗဟန်းမြို့နယ်ကစာတင်လိုက်တစ်ခုကเจ้าနိုင်ဆရာတော်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ